ဆရာကြီးမဟာဆွေရဲ့ကြာဆက်မယ်ဆိုတဲ့ဝတ္ထုလေးကိုဖတ်ပြပေးမှာဖြစ်ပါတယ်ရှင်ရန်ကုန်မြို့လူကျစိတ်တိုးစီကားလာတော့ပြဆက်ကြည့်သည် စက်သိန်းခန်းပြည်တည်နေတပြိုင်နက်ဒီပါကားကြီးချလိုက်၏ဇက်လိုက်မင်းသမီးကြည်ကြည်ဝင်းနေဇက်ရံမင်းသမီးမတ်တင်နူတော်သည်တယောက်လက်တယောက်ဆွဲကြကားစက်ခုံနောက်ပြီးဝေလဲတော်ခန်းတို့ပြေးခဲ့ကြ၏တီဝိုင်းမှာဓာတို့ပြေးဓာတို့မြဲလိုက်အမျိုးသားတချင်းလိုက်တီမောက်တန်းက၎င်းတို့နူဤနာထဲသို့တူဝင်နေလေသည်အလွမ်းတိတ်မိရပဲကြည်ကြည်ရပွဲကြီးပြိတ္တမဆိုးထားနဲ့ကိုတော်မြည်ကြမိတယ်ယုံပိုင်ရတော့လခကောင်းကောင်းပြီးပြန်ထွက်စာချုံမှာပဲ ါးချုပ်ရင်တော့ဇက်ထုတ်တထုတ်ချင်းချုပ်မှာပဲမတင်လို့လခါစားနေတော့မချုပ်ဘူးကြည်ကြည်ဝင်းသည်ခါကပိုးလုံးကြီးတစ်ပတ်နွမ်းဘန်ကောက်လုံးကြီးနေလဲဝင်ရင်ပြန်ပြောလိုက်တဖန်နောက်ဆုံးမူရာလောက်ခဲရသောမျက်ရည်ကြောင်များကိုမှောင်ဝိုင်းကြီးရှေ့တွင်ကြည်ကောင်းအောင်ပြုပြင်နေလေသည်ကြည်ကြည်ပထမဇက်ထုတ်မှာဒီလောက်ကောင်းရင်နာမည်ကြီးတစ်ထပ်ကြီးမှာပဲကျမပြဆက်တရားဝင်တာငါးနှစ်ကျော်ပါပြီဒီစရိတ်မျိုးဆိုတော့ရန်ကုန်လောက်မထင်ပေါ်ဘူးပေါ့။အော်ဒီလိုလား ပြီးတော့ဒီလွမ်းကလည်းကျမကိုတွေဖြစ်ပြနေတူတော့ตาပြီးအမှုရကောင်းမျက်ရည်ကြလို့ကောင်းတာပေါ့ရှင်ကြည်ကြည်ဝင်းနီမိတ်ကပ်ဖြတ်ပြီးလဲဟင်စလင်စနိုးနီသူဤမျက်နှာလဲပင်တို့ကိုပုတ်လိုက်နေလေသည်ဩမှတ်မိပြီကြည်ကြည်ရဲ့ရင်ရောက်ကြတယ်ဖြစ်ပြပုံလားဟုတ်တာပေါ့သူမိပါကသဘောမတူတော့မိပါကျင်တဲ့ရောင်ကွာပြစီဆိုပြီးကြံမပောင်းဘူးကြည်ကြည်ကဆင်းရဲနဲ့ပြဆက်မင်းသမီးအခုကနေတဲ့ဇလန်ကလည်းဆင်းရဲသူရုပ်ရှင်မင်းသမီးနဲ့တထေးသားပဲကို ဒါပေမဲ့အခုတော့ကျမမပူတော့ဘူးမလွမ်းတော့ဘူးချစ်သူလည်းတွေ့ပြီသူ့ကိုယူရမှာပဲဘသူလဲကျမရိပ်မိပြီဟိုအရက်ထောင်ထောင်မမအသားလက်လက်ရုပ်ခက်ချွတ်ချွတ်ခဏတော့ငါးချက်တန်းဒုတိယကလက်ထိုင်တန်းမှာမြင်မိတယ်။ဩမတ်တင်လို့လည်းမျက်စိအလျင်သာသူ့ပေါ်ရှင်ကိုတောင်းတန်းနဲ့သူ့မိဘကတထေးပဲမိမများဟာပထမကြိမ်လက်ထက်ရင်အချစ်အတွက်ဒုတိယကြိမ်လက်ထက်ရင်ငွေအတွက်ဆိုတာမျိုးလို့ပေါ့မဟုတ်ဘူးရှင်ထင်တာမှားတယ် ဒုတိယကြိမ်လက်ထက်တင်ဆိုတာချစ်ကိစာကိုပို့ပြီးနားလည်လာလို့ပေါ့ရှင့်ထိုအတွင်းဇန်ဖွဲ့ဝင်များလိုက်ပို့တော့ကာဟွန်တန်ကြားကြသဖြင့်ဝိထေထဲတော့လက်ဆွဲတရေအင်ငယ်ကိုစီဆွဲကဘတ်စကာရှိရာတို့လာခဲ့ကြ၏ကားပေါ်ရောက်နေနေတော့ဇန်ဖွဲ့ဝင်များလည်းជីជីဝင်းအားဝိုင်းဝန်းချီးမွမ်းပြောဆိုကြလေသည်ဘတ်စကာလည်းဆက်နိုးထားရာလူစုံသည်နှင့်တပြိုင်နက်စောင့်ကြည့်အောင်ကြည့်နေထွက်ခွာသွား၏ဘတ်စကာပေါ်၌တခြင်းဆိုသူဆို တယောက်တယောက်စကားပြောသူပြောပြီးကြမြောင်ရက်ွယ်တခုတော့လမ်းထဲသို့ချိုးဝင်ကတထက်ရင်တိန်ဤရှိတွင်ရလိုက်ရာជីជីဝင်းဆင်းရွေးနေရလေသည်အိမ်ပေါ်ရောက်၍အဝင်းများမလဲရသေးခင်အစိမ့်ပုတ်ရာစလုံးကားတစီထိုးရရက်တန်ကိုကြားရသဖြင့်ပေါ်မှလမ်းကြည့်ကားပေါ်မှထောင်ထောင်မောင်းမောင်းလူထွားလူချော်တရားဆင်းရွေးလာရာအော်ကုကူတောင်ချက်ချင်းလိုက်လာတကူယုံပေါက်ကဆောင်ပြီးကားနဲ့တင့်ခေါ်အောင်မလို့ ကြည်ကြည်ကောင်ငယ်လို့မခေါ်တာကြည်ကြည်ကောင်မဟုတ်ပါဘူးကိုကိုကောင်ပါသူများကြည်ကြည်ကိုပုံးမဲ့ကောင်တကောင်ကကြည်ကြည်ကိုခေါ်သွားတယ်ထင်ကြရင်ကြည်ကြည်ကောင်ထိခိုက်တာပေါ့ကြည်ကြည်ဝင်းနီဖြူဖွင့်ညညာတော်သွားကလေးများပေါ်အောင်ပြုံးလိုက်ပြီးလင်တောင်းတန်ရေးလမောက်ကိုဆွဲကန်ခဲကပလက်ကလက်ထိုင်တလုံးတွင်ထိုင်ခိုင်းနေသည်ကဲမဲလာသမင်းပြင်ဟဲ့တော်တော်ရှိရဲမမမိဖို့ကြောင့်လဲမကိုကိုခဏနော်ဟိုစပွဲပေါ်ရှိ မဂဇင်းထောက်ကိုဆွဲယူပေးထားခဲ့ကဝင့်များလဲပြီးလင်းမိဖို့ထဲသို့သွားရောက်ထမင်းစားတောင်းနေ။နိုင်ဝက်တွင်တော်ဆိုသူနေအသက်15နှစ်ခန့်ကလေးမမှာအဝိထဲလဲကရုပ်ရှင်6နိုင်ပွဲသို့ထွက်ခွာသွားကြလေသည်။ကနေ့ညတော့တတော်တို့ပြန်လာစောင့်ရမယ်နော်။ကြည်တောက်တယ်ဆိုရင်ဒီပြင်လုံးတက်ခေါ်သွားမှစိုးရတယ်။ကြည်ကြည်ဝင်းနီအချားပလက်ကလထိုင်တစ်ခုကိုဆွဲယူခဲ့ကတောင်းတန်နေရှင်ရွေးထိုင်ရင်ပြောလိုက်။အိုးသူတို့6နိုင် တပွဲ6နိုင်ပွဲတပွဲထဲလားဒီပြင်ယုံတယုံမှာ9နိုင်ပွဲဆက်ကြည့်ဖို့မှားလိုက်ဘူးလားဒါတော့ကဲပြီဟိုရင်ဘတ်ကိုလမ်းရေးပုံလိုက်လေးသည်ကိုကိုကတော့နေခင်ကကြည်ရဲ့ item ကြည့်ပြီးမျက်ရည်ကျမိတယ်တိတ်ကောင်းတာပဲအရင်လူဆိုတဲ့အကောင်တက်ပြစ်ချင်စိတ်ပေါ်လာတာပဲအရင်လူအကြောင်းစိတ်ကူရလို့မဟုတ်ပါဘူးသူ့အကြောင်းမေးပြောင်းပြစ်လိုက်ပါပြီကိုကိုတောင်းနေများဒီလိုကွဲရရင်ဆိုတဲ့စိတ်ကူဝင်လာတော့မျက်ရည်ထွက်ဖို့လွှဲတာပေါ့ တောင်းတန်သည်ချစ်သူရင်းမျက်နှာကိုကြည့်ကြည်လင်သောမျက်လုံးအိမ်ထဲမှာမျက်ရည်ဆက်များထွက်ပေါ်လာသည်ကိုမြင်ရရ။ဟောလှုပ်ပြီးကြည်ရလေ။ချိတ်ခင်ကြလားနှစ်လကျော်ပြီ။ကိုကိုသားကိုမယုံသေးဘူးလား။လူကဲခဲတလောက်ညံ့ရသလား။ယုံတော့ယုံပါလေ။ဒါပေမဲ့ကဲမှန်ဘူးတဲ့စာကလေးလို့ဒီတစ်ခါဒီလိုဖြစ်ကြရင်တော့လူပြည်နေဖို့မကောင်းတော့ဘူး။စိတ်ချပါချစ်ရဲ့။ခမီးတော်ဖះတီးခေါက်ကြည့်တော့ဘလို့တဲ့လဲ။ ကိုကိုတောင်းဟာကြည်ကိုယူပြီးဇက်မကရဘူးတင်းတောင်းတင်းနဲ့ထားမယ်လို့စိတ်ကူတာကြည်ကိုယူရင်အမွေပြတ်တယ်ဒီစကားကြားရတာဝမ်းသာလိုက်တာကိုကိုတောင်းရဲ့ကြည်ဟာငွေမဲ့လို့ယူတာမဟုတ်ဘူးဆိုတာလက်တွေ့ပြလိုက်မယ်။အိုးမနှက်ပြန်သတင်းစာတွေကြည်ကြည်ရဲ့ဓာတ်ပုံလေးနဲ့ချီကျူးကြမှာလေ။ကြားဆက်ပိုင်ရှင်တွေကဖို့လို့ချင်းဖြစ်ကြည်ဝင်ဝင်ကောင်းတော့လင်းများနဲ့အောင်စားရေးဝေးရင်ဘာဘူးစရာရှိတယ်လဲ။ကြည်ကြည်ဝင်းနီ အားရပါရပြောလိုက်ရာတောင်းတန်သည်ချစ်ကျင်တတ်သောမူရနှင့်စစ်သူအားရွှွှွှဆဆကြည်ရကကိုယ်တပိုင်းကိုင်းလာကကြည်ကြည်ဝင်းဤပါပြင်ကိုတအားဝင်ရင်မှွေးနေလေသည်တပံပြန်ခွာကဒီလိုများဆိုတော့အတိုင်းထက်လွန်ပေါ့ဒါပေမဲ့မိမထမိန်နာခိုးကက်စားတယ်ဆိုတာတော့မခံချင်ဘူးဒီအတွက်လည်းကြည်စင်းစားထားပါတယ်မနေကြောင်ငွေရေးချင်းရင်နဲ့ယုံပိုင်းကတဲပြီးသဘောမကျဘူးဒီတော့အဲ့ဒီနေရာမှာကိုကိုထိုင်ရအောင်လုပ်မှာပေါ့ 900ကျပ်ဆိုလဲနင်းတာမှမဟုတ်ပဲအစီအစဉ်ကဒီလိုချစ်ရမနက်ဖြန်7:00နာရီမှာကိုကိုကားနဲ့လာခေါ်မယ်7:00နာရီခွဲမှာတရားသူကြီးဦးလာကျော်ရုံးမှာလက်ထက်ပြပွဲကိုတဆက်သေးသွားပေါ့ပြပွဲပြီးရင်ကိုကိုလာခေါ်မယ်ခမီးတော်တို့ကိုချွေးမှသွားပြမယ်လုံလီပေါင်တင်တော့ကိုကိုနဲ့ပေါင်တင်ရမှာမို့မိဘအမွေဖြတ်တာတွေမုန်းတာတွေချစ်တာတွေနည်းနည်းကလေးမှထဲမစင်စားပါဘူးဟော်ရီအစ်ကပြပြခါခါလှုပ်သွားမှာဟုတ်တာကြည်စိုးရင်နာပါပဲ။ ကိုကိုအတွက်တော့စိတ်ချပါချစ်ရဲ့ကြည်နဲ့တနအီတမနစ်မခွဲချင်ဘူးနှစ်ယောက်သားချစ်ကိစားချစ်ကြောင်တောင်းပြောင်းထရာ ပြောဆိုကြရင် အချိန်ကုန်မှန်းမသိကုန်ခဲအတော်ကြီးနဲ့ကလေးမကိုနိုင်တတာရင်ပြန်ရောက်လာကြရာတောင်းတန်လဲနှုတ်ဆက်ကကားပေါ်တက်ရောက်ဆက်နိုးထွက်ခွာသွားလေသည်နောက်တနေ့နဲ့နဲ့ဆက်တနင်္ဂနွေထိုးကန်းနေတွင်အစိမ်ပုတ်ရာဆလွန်ကားတစ်စီးသည်ကြောင်မြောင်ရက်ကွယ်တထက်အိမ်တစ်လုံးရှိတွင်ထိုးရက်လိုက် ကားပေါ်မှာအသက်30နီးပါးလူရဲတယောက်ဆင်းလိုက်။ရွှေဖလားရောင်ဘန်ကောက်လုံးကြီးအသစ်ဆက်ဆက်စတီကောလာရှက်ချစ်ပူပေါ်ဝဲအင်ကြီးပြင်နာရန်ပေါ်နရွက်ကကြည်လင်သောမျက်လုံးဖြင့်တက်ရောက်လာသည်ကိုကြည်ကြည်ဝင်းသည်ချွတ်ချွတ်ဆဆကြီးကတိတ်ချက်တည်ရှိတာပဲ။မြောက်နေပါနဲ့ခုပဲလက်ထက်ကြတော့မှာ။ကြည်ကြည်ဝင်းမှလည်းအဝါရင်တွင်ငွေကြီးပန်းပြောက်ထုံးလုံးကြီး ဝါနုယောင်ချစ်ပူရင်ဖိုးအင်ကြီးစိန်ကျဲတီတရွှေလက်ပံစိန်လက်ကဝစင်တိုင်းမြက်ခုံမွေတည်တည်မြင်မြင်ကြည်နေလာပါတော်မျက်လုံးနှာရန်ပုံစိန်နှပွင့်ကလေးများဖြင့်ကြီးမွားအောင်ဖြည့်ရနေလေသည်ကဲဘွားကြဆိုချစ်ရဲ့လူကြီးတဲ့ရင်ကိုရောကရောက်နေနေမှာကောင်းမယ်ဟုတ်ကဲ့ကိုကိုခဏကလေးဟိုဆိုကအိတ်ခံထဲသွင်းသွားဤတောင်းတန်ကထကြလိုက်သွားကကြည်ကြည်ဝင်းအားဖက်ရင်မွေပြန်ရ ဟိုကွာတွားခန်ကြီးပေါင်နာလေးပြက်ကုန်ပြီဟိုနှုတ်တီးကလေးစူကမှန်ရှိတွင် ပြုတ်ပြင်းနေလေသည်ကဲထွက်ကြဆိုတိတ်ခဲတာပဲဟိုသူ့လက်ထဲက လက်ကင်ဝါငယ်ကလေးနေတောင်းနိုင်ရင်နှာခေါင်းကိုသုတ်ပေးလိုက်နှစ်ယောက်သာအင်အားတို့ဆင်လာကြက ကားဝါရင်ရှင်ထိုင်းမြန်ဆက်နိုးထွက်ခွာလာကြ၏ထိုကားနှင့်ပင်အရေးကြီးသောတတိလူကြီးများကိုဝင်ရောက်တည်ဆောင်ခဲ့ကြ၏အချို့လူကြီးများလည်းကိုကားနှင့်ကိုလာကြလေသည် တရားတကြီးယုံနိုင်လူဆုံးလင်မိပါအတန်သဘောတူချင်စသည်တို့ကိုထုံးစံနိုင်ပြီမြန်နေရမကြည့်ကြည့်ဝင်အသက်16နှစ်ပြည့်ပြီလား25နှစ်ရှိပြီရှင်ဟမ်ကျုပ်စိတ်တည်း16နှစ်လောက်ပဲထင်တယ်တရားသူကြီးဦးလာကျော်သည်ရွှေနောင်နေခြင်းမဟုတ်တကယ်မင်းမြန်နေခြင်းဖြစ်ရာတောင်းတမှာမိမိဇနီးမျက်နှာနုပြုံပုံကိုထူးခြင်းနဲ့သွားလေသည်တရားယုံလက်ထက်ရေထုံးစံနိုင်ပြုလုပ်ပြီးတော့ ဆန္ဒနိုင်ခန့်တွင်ယုံမာလူစုခွဲမြည်ရပြုတောင်းတန်ကတရားသူကြီးနှင့်တကွာလူကြီးများကျေးဇူးတင်စကားပြောလေသည်အချိန်ကညနေ9နာရီခွဲကံအစိမ့်ပုံရောင်ကားသည်ရန်ကုန်မြို့လမ်းရွှေကြီးပေးရှိတခုတော့ဝင်းချန်တဲ့သို့ဝင်းပေါကကဝင်ရောက်သွားရနှစ်ထပ်တိုက်ကြီးတလုံးကြီးစင်ဝင်အောက်သို့ထိုးရက်လိုက်ရွှေဖလားရောင်ဘန်ကောက်လုံးကြီးနေအရက်ထောင်ထောင်မောင်းမောင်းလူရဲသည်ကားကားဖွင့်စင်းတဲ့ကသူဤဘေးမှထိုင်လိုက်ပါလာသော အသက်20အတွင်းဟူထင်ရသည့်မိမစောအားလက်ကံကကားပေါ်မှဆင်းဆင်းသည်လချစ်ဖိုးကြီးကလူရွယ်ကြီးတီးခန်းသားထောင်ပါနော်ကိုကိုရိုးဝတ်တရားတော့ခြေပွန်ရမှာပေါ့နှစ်ယောက်သားတိုင်ယောက်ထက်သူဝင်လာကြ၏အသက်50ကျော်ကံဘူတာကြီးဘူကင်းနှင့်အရက်ထောင်ထောင်မောင်းမောင်းတောင်းတရင်မျက်နာနှင့်တူသောဖိုးကြီးတယောက်ဆင်လာ၏မရှိမနှောင်းပင်ဖြူဖြူတော်တော်မုံမုံကြီးမိမကြီးတယောက်လည်းအပေါ်ထပ်မှဆင်းရွေလာလေသည်ဖေဖေး ဒါဟာကျွန်တော်ပြောတယ်ဖဖေချွေးမှာជីជីဝင်းဆိုတာပဲကျွန်တော်တို့ဝတ်တရားတိုင်းမိပါအောင်လာကြတော့တာပဲကဲကြည်ရေကြတော့ကြစို့နှစ်ယောက်သားစုဖားပေါ်မှာတူရကီကောဇောပေါ်သူစင်ကကြတော့ကြလေသည်စုပေမလားဟိုလက်ရှက်ဆောင်ဆိုင်နေကြ၏အဖိုးကြီးသည်ជីជីဝင်းအားခြေစုံကောင်းဆုံးជីနေပါစုများမပီးအမေကြီးလည်းချွေးမကိုជីနေလေသည်ကြည်ကြည်ဝင်းမှမနေတအောင်ဖြစ်ပြီးလေခေါင်းကုန်းနေရှာ၏ တောင်းတန်ကလက်ဆွဲကစူဖာပေါ်ထိုင်ခိုင်းလေသည်အလွန်သားနာခန့်ညသောတိုက်အင်ကြီးနှင့်စပွဲကလတ်ထိုင်ပြီးတော့ရေဒီယိုစသည်တော့ကိုကြည်ကြည်ဝင်းမတိမတာခဲခက်ကြီးရာကစစ်သူကြီးမျက်နှာကိုကြည်ပြန်လေသည်ဟိုအဖိုးကြီးချောင်းတစ်ဆဟန်လိုက်ပြီးလေတောင်းတန်မင်းဟာငါ့ကိုအတိမပေးပဲဒီကလေးမနဲ့စင်ကန်းတော်တို့လက်ထက်လာကြတယ်မဟုတ်လားတောင်းတန်သည်မျက်လုံးပြူးချင်းနှင်းပြန်ကြည့်ရာ ဖဖေကိုပြောဖူးသားပဲဖဖေပဲနီးနှဲမှာသဘောမတူဘူးဆိုတော့ဖြစ်တဲ့နီးနဲ့လက်ထက်ရတာပဲအေးလက်ထက်တာတော့ဟုတ်ပါပြီမင်းတော့ဘယ်လိုနီးနဲ့စားတောင်းနေထိုင်ကြမလဲဒါတော့မပူနဲ့ဦးကြီးကျမပြဆက်နာမည်ကြီးတယောက်ပဲကိုကိုတောင်းအတွက်တောင်းလခ900ကျပ်နဲ့အလုပ်ရအောင်မေးကျမဟာဦးကြီးသားလူကိုချစ်တာပစ္စည်းတို့ဂုံတို့မဲ့လို့မဟုတ်ပါဘူးကြည်ကြည်ဝင်းသည်စကားလေးရှာအောင်တွန့်လဲပြန်လဲစွာပြန်ရေးပြောလိုက်တောင်းတန်းကမဟုတ်ဘူးကြည်ကြည်မင်းပြဆက်မှာ မတက်ရဘူးလူကြီးလူကောင်မရပြီပြီနေရမယ်ဖေဖေတလားဆက်ကြီးကျွန်တော်ကိုပေးမယ်ဆိုအဖိုးကြီးဒီပြောင်းရင်လိုက်ကအေးတခါကပေးမယ်လို့အိမ်မက်မှတ်ခဲ့ဘူးတဲ့ဒါပေမဲ့မင်းပြဆက်မယ်နဲ့ဆိုတော့အိမ်မက်ဟာပြတ်သွားတယ်တကယ်လို့သူနဲ့ကွာရှင်ပြီဖေဖေစီပြန်လာခဲ့အိမ်မက်အတိုင်းမင်းကိုပေးဖို့အသင့်ပဲဖေဖေပြောတာမတရားပါဘူးကြီးကြီးကိုကြည်စမ်းပါရုပ်ကိုပြောမလားအလိမ္မာကိုပြောမလားကိုမင်းကြောင့်မှာစေတန်းထီတင်ခဲ့တဲ့ပညာကိုပြောမလား ဒါကတော့မင်းကျင်နေနေတာကိုကွဒီတိုင်မှာဒီလောက်ကြကြစကားပြောခွင့်ရတာဟာတားကြောင်းတားကြောင်းစီစီဝဲမှာစကားခွန်များမပြောပဲမျက်ရည်ဝိုင်းကတားဖားနှယောက်ကိုကြည့်နေရှာသည်ဖေဖေရဲ့မယားဆိုတာလင်းရဲကုံပေါ်မှာတည်နေတာပါမဟာဝင်ကြည့်ဒုဋ္ဌကရဏီမင်းဟာတရောင်းစားမကိုမိဖျားမြောက်တယ်မဟုတ်လားရာဇဝင်ကြည့်ကြံစစ်သားမင်းဟာမထီးတူမှာတန်မူလာဆိုတဲ့ចောင်းကတ်နေရတဲ့ဟာကလေးကိုမိဖျားမြောက်ခဲ့တယ်မင်းရင်ပေါက်တော့သူ ။သားတဲ့အမေလည်းရှင်ပြင်းကမိဖျားမြောက်ခဲ့တယ်မဟုတ်လား။ဖေဖေလည်းစအတက်သားနဲ့။ငါသားကဖေဖေကိုရေးကင်းပြပြီးစာချနေတာကိုဖေဖေရှင်းရှင်းပြောမယ်။မင်းမှာအားကိုးစရာပြဿနာမယ်တရားလို့ရှိနေမင်းဟာ။ဖေဖေစီဘာလို့အမွေတောင်းဆင်ရတယ်လဲ။မင်းကဖေဖေတို့ကိုဂယုမဆိုင်လို့မင်းလွန်ချင်တဲ့အများယူတယ်။ဖေဖေတို့ကလည်းနားမထောင်တဲ့သား။အလကားအမွေပေးနိုင်ပါမလား။လာကိုကိုပြန်ကြမယ်။ဘာလို့အမွေတောင်းနေရတာလဲ မတောင်းပါနဲ့ကြည်ချကျွေးပါမယ်။ကြည်ကြည်ဝင်းသည်တောင်းတန်ရေးလက်မောင်းကိုဆွဲကမတည့်ရင်တောင်းတန်လည်းနေရာမှာရရင်ဖေဖေတို့ဟာမတရားဘူး။အခုဖေဖေတို့ခြံသားတာဟာကျွန်တော်ကုသူမပါဘူးလို့ပြောနိုင်မလား။ဖေဖေပြေးမယ်လို့ပြောပြီးပြီ။ကျွန်တော်ပေါင်းမယ်မရဘူးကျွန်တော်ရှာယူရမှာပေါ့။အေးလေဘသူကကန့်ကွက်တယ်လဲ။ဆက်ကြည့်ဦးစီးလောက်ကင်ကိုပြေးမယ်ဆို။လာပါကုကုရဲ့တွားကြပါစို့။ ကြည်ကြည်ဝင်းသည်တောင်းထန်ရေးလက်မကိုဆွဲကတိုင်အောင်သူထွက်ခွာလာလေသည်ဟေးတောင်းတန်အဲ့ဒီမော်တော်ကားကိုမင်းသုံးပိုင်ခွင့်မရှိဘူးဆိုတာနားလည်ရမယ်။အိုးသုံးပိုင်ခွင့်ရှိတယ်ကားခိုးမှုနဲ့တရားဆွဲခြင်းဆွဲတောင်းတန်သည်ကားမော်အတင်တက်မြဲလုံးကြည်ကြည်ဝင်းကအတင်ဆွဲကောကချင်းလည်းအတွက်အဖိုးကြီးဟာတိုက်ရီတန်းကိုကြာကြာလေသည်နှစ်ယောက်သားမှာဘတ်ကားကိုစားပြီးတင်ကြီးစေးတော့လိုက်ပါလာကြ၏ တိမ်ကြီးစေးမတပန်းတာမွေဘက်စကားပြင်ကြောင်ကြောင်တော့ပြန်ခဲကြလေသည်အချိန်မှည9နာရီခန့်ပြည့်ရာတောင်းထံမှာပလက်ကလတ်တိုင်းပေါ်တွင်ခြေပြက်လက်ပြင်းနှင့်ထိုင်ချလိုက်လေသည်ជីជីအခုမှပြန်ရောက်သလားတထေဥလုံးမောင်တိုက်ကဆိုပြီးဒီတရေအိတ်ကြီးလာပြီးသွားတယ်တောင်းတန်သည်ထိုခါကြမှာလမ်းရွေးကြည့်မိရာမိမိတရေကြီးဖြစ်သည်ကိုတွင်ရာထားရေဖွင့်ကြည့်တော့အခါ သူဝိနေကြအဝဲဟောင်းအတေချိုတဝန်းနီစားရဆောင်တွေ့ရလေသည်တောင်းတန်ပတ်စံတပြားမှမကက်တော့ဘိုင်းသမားသားဖြစ်သူဟာတနာသဖြင့်အဝဲထဲချို့ကိုပို့ခိုင်းလိုက်ခြင်းဖြစ်သည်ငွေကြေးဟိုကတပြားတချက်များမမျောလင်းနှင့်မင်းနေမဆက်ဆံရင်တပတ်ခါထုံသတင်းစာများတွင်တွေ့လိမ့်မည်လူမကြည်ကြည်ဝဲမှအဝဲထဲလဲလဲနေပြန်ထွက်လာတော့အခါတောင်းတန်အထက်ပါစာဖတ်ရှုနေသည်ကိုမြင်ရရာ ပူပါနဲ့ကိုကိုရာကြည်လောက်ကင်ကျွေးမှာပေါ့စိတ်မကောင်းဘူးကွာနည်းနည်းမှစိတ်မကောင်းဘူးဒီဖိုးကြီးမတရားဘူးကြည်တနေ့စိတ်ုံကြီးမိတိုက်ပြစ်လိုက်မယ်ဒီလိုလည်းမကြံကောင်းပါဘူးမမသမင်းပြင်ပြီးပြီကလေးမကလေးလာပြောတတ်ပြီစပွဲဝိုင်းနေပြင်ထားတော့သမင်းပွဲသူမယောက်သားလာခဲကြကစားတောင်းနေကြလေသည်ကြည်ကြည်ဝဲမှာငါဟင်းအယူတွင်ပေးခြင်းဝတ်သားဟင်းခတ်ထည့်ပေးခြင်းဖြင့်အလောက်ရှုံနေရသည် ကြည်ကြည်ဝဲမှာပြားဆက်တွင်ဆက်လက်ကပြနေရတောင်းတမှာလဲယုံမနေကြလို့ရရှိတတ်ပြီလင်းများနှစ်ယောက်မပူမပင်ရအချိန်တလားခန့်ပင်ကြာရှိခဲ့၍နောက်ထပ်ဆက်ထုတ်အတွက်ပင်စာချုပ်ရပြန်လေသည် တနေ့တနိုင်လင်းများနှစ်ယောက်ကြောင်မြောင်အင်္ဂလိပ်သို့ပြန်လာကြရာအိမ်ဆောင်တော်ကြီးကစာတအိတ်ထုတ်ပြီးတပြင်ဖွင့်ဖောက်ဖတ်ရှုရတောင်းတန်တမီကြည်ကြည်ဝဲတနေ့တခြားနာမည်ကြီးလာသည့်အတွက်ဝမ်းမြောက်သည် ဖဖေကိုယ်တိုင်လည်းပြဆက်ကိုလာရောက်ကြည့်ရှုသည်အကယ်၍မင်းအားကြည်ကြည်ဝင်းနှင့်သဘောတူသည်ဆိုကအမွေပေးလိုက်ကကြည်ကြည်ဝင်းအားစင်ပေါ်မတင်မဲထားမှာကိုဖဖေမြင်၍တမင်းရွယ်တိုက်ခြင်းဖြစ်သည်ဖဖေတို့မြန်မာပြည်၌ပြဆက်နှင့်ရုပ်ရှင်တပင်တဲတို့အားထင်သေးလျက်ရှိကြသည်အိန္ဒိယပြည်တွင်ဇာလိုက်မင်းသမီးများမှ BA MA ဒီဂရီရများမဟာရာဇာ၏သမီးများပင်ပါဝင်ကပြကြသည်ကမ္ဘာကျော်ရုပ်ရှင်ဇာတ်ကားများထွက်ပေါ်နေသည် မြမပြည်ကလည်းဘာကြောင့်ဤတော့မလုံနိုင်ရမလဲကြည်ကြည်ဝင်းကလည်းစေရွာတော်မင်းသမီးကောင်းတယောက်ตาလည်းယုံတယုံကိုဦးစီးနိုင်သူဖြစ်၍ตาနှင့်သမီးတို့ကိုယ်တိုင်ဦးစီးကကြာစက်ရုပ်ရှင်တို့ထောင်နိုင်ရန်ငွေရင်ဖိဖိထုတ်ပေးမည်နတ်ပြန်ဆယ်နိုင်ကလွန်လိုက်မည်လူမဒီလူတော့ကို့ဖိဖိလိမ်မာသားပဲနှစ်ယောက်သားသည်တယောက်မျက်နာတယောက်ကြည့်ကပျော်ပျော်ရွှင်ရွှင်ဖြစ်၍နေကြလေသည် ွေတာမဂဇင်1948ခုဆုံးထိနာဆင်ပြခဲ့တဲ့အတွက်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ရှင်ကျမရွှေတုတ်ပါ